ပြဒီလိုပြတ်ထားတာအရန်ပေါ်ပါတယ်ကိုယ်စပင်အစ်စ်လိုပဲ extension ဆက်တယ်လို့မျိုးလဲကိုယ်ခေါင်းပေါ်မှာတောက်လျှောက်လဲထိန်းသိမ်းထားကြမလို့ခုအားလုံးမိတ်မိတ်လာပါစပင်ကလူတယောက်မှာဒုတိယမျက်နှာတဲ့စပင်လှလို့ရှိရင်လူလှတယ်ပေါ့နော်ဒါပေမဲ့အသက်ကြီးလာလို့ရှိရင်စပင်ကဒုတိယမျက်နှာမဟုတ်တော့ဘူးပထမမျက်နှာဖြတ်သွားအောင် ခေါင်းပေါ်မှာသပင်မရှိဘဲနဲ့အလိုပလူမွေးပလူကောင်ဖြစ်နေလို့ရှိရင်အလိုလိုနေလိုကလည်းအိုစားတယ်ပေါ့နော်အဲ့တော့အရင်တော့ဆိုလို့ရှိရင်တော့ရိုးကသပင်ကိုအသေးလေးဒီမှာပါမက်နန်လေးဆက်တယ်ရီကိုရိုင်းလည်းမနဲ့ကဒီလိုသပင်အရှည်ကြီးမှဖြူတင်းကြီးမှသပင်ဆက်ဖို့တယ်သပင်ဆက်တာကတော့အားနည်းချက်ကတော့ကိုယ်သပင်အတိုင်းပဲဒီသပင်ကိုခေါင်းပေါ်မှာတောက်လျှောက်ကိုကပြုစုနေရတာပေါ့နော်အခုအဲ့ထက်ကောင်းတဲ့နီးစနစ်တစ်ခုတန်းများလေးတွေပေါ့နော်ဒီလိုသပင်ကိုအသေးဆက်တာမဟုတ်ဘဲနဲ့ temporary ဆက်တာပါဒါတော့တန်းများတက်ရခြင်းက ပြင်ရှည်ခြင်းလို့မဟုတ်ဘူးအုံထူတယ်လို့ထင်ခြင်းလို့တက်တာဒီမှာအနောက်သားလေးမှာကဲပြီးသွားပြီဒီမှာတခြားနောက်ပြားတက်ပြီးွားရင်ဒီတဲ့ရောထချာချပြင်းနောက်တစ်ထပ်မပြုတ်သေးစီမှာသပင်ကလေလူရဲ့သပင်အစစ်ဖြစ်တာအာမခံလေဟိုပလတ်စတစ်ဟဲတွေစံသတ်တစ်ဟဲတွေဘာမှအယောအနှောမပါဘူးပေါ့နော် တ်ချက်လောက်မယ်အဲ့တော့ဒီဘက်တစ်ချောင်းကိုလည်းဆော့ဆော့လိုပဲ၄ခုတက်ပါမယ်ဒီမှာနော်1 2 3 4၄ခုတက်မယ်မပြုတ်သိမ်းစရာသပင်တွေကသပင်တန့်နေပေါ့နော်သူ့စီမှာတီလာရှင်ဝစ်လို့လာပြီးတော့ခေါင်းမှာသပင်ဖြတ်တဲ့လူတွေတချို့လည်းသပင်အရှည်ကြီးတွေလာရောင်းရတဲ့လူတွေအဲ့တရာမှာသူကဒီလိုစံသားကောင်းတဲ့လူတွေကိုပဲသူကဖြတ်ယူပြီးတော့ဈေးကောင်းပေးဝယ်ပြီးတော့မှဒီသပင်တွေကိုပြန်လုပ်တာအခုဆိုလို့ရှင်ဒါ လေးချောင်းတက်ပြီးပါပါပြီဝါးအိုးချိန်လိုက်တော့နောက်ကျတော့သူကဒီဒီနောက်စီတစ်ခုလုံးလုံအောင်ပေါ့နော်ကလစ်ကဒီလိုနှစ်ခုပါတယ်အပြားကြီးတရားတက်ပြီးရင်ဒီအသေးလေးနှစ်ခုကိုဒီဂျိုဆောင်းလေးပေါ့နော်နောက်ကဒီလိုတန်းပြီးွားရင်ဒီဘက်ဂျိုဆောင်းလေးမှာတစ်ခုတက်မယ်ဒီဘက်ဂျိုဆောင်းလေးမှာတစ်ခုတက်ရင်စပင်ကတစ်ကောင်းလုံးပြည့်သွားပြီ last one မှာနောက်ဆုံးကြံတယ်တခုအမလီဒါကြီးလက်အထူကြီးပဲကွအကြီးကြီးပဲဒါဆိုလို့ရှိရင်တော့ဒီတကောင်းလုံးပြီးသွားပါပြီလုံးဝဆက်ရလဲမပေါ်ဘူးခေါင်းမှာနေရတာလဲပေါပေါပါပါရှိပြီးတော့စပင်ကလည်းကောင်းကောင်းမို့မို့အဖျားအထိပေါ့နော်အုံအထူကြီးပါတယ်အဲ့တော့ဈေးနှုန်းကတော့လေ ကိုလိုချင်တဲ့အရှိတိုင်းသူ့ order မှားတဲ့အတိုင်းပေါ့နော်အဲသဘင်အတူအရှိပြီးရင်အထူအပအခုရေပေါ်မူတည်ပြီးတော့ဈေးကတော့အစားအစာရှိတယ်ဒါရေယူလောက်ထားတာကတော့25သိန်းပေးရတယ်ဒါပေမဲ့25သိန်းကိုတကယ် human hair အစ်စ်ကိုလည်းရပြီးတော့ဒီလို quality ထူးထူးရတယ်ဆိုလို့ရှင်နော်25သိန်းကတော့သဘင်ဈေးကွက်မှာမများဘူးအရန်တန်တယ်နိုင်ငံခြားမှာဆိုရင်ဒီထက်ပို့ပြီးတော့ပေးရတယ်ဒေါ်လာ1000ရှိပြီးတော့ဒီသဘင်အစ်စ်ရဖို့ဝယ်ရတယ်ဒါကတော့ဒီနောက်တစ်စုံပေါ့နော်အကောက်ကလေးဒီအခုမြင်နေရတဲ့အကောက်က ဆေးနဲ့ကောက်ထားတာမဟုတ်ဘူးတကယ်ဟိုသူ့စီမှာသပင်လာညက်တဲ့လူကတဘာဝ wave ရှိနေရဆိုတပင်သပင်အကောက်ရှိနေအဲ့ဒီသပင်အကောက်ကိုဖြတ်ပြီးတော့မှအခုလိုမျိုးတန်းပြလုပ်လိုက်တာပေါ့နော်အဲရအရန်ရခဲပြီးတော့အရန်ရှားတယ်ဒါဆေးကောက်မဟုတ်ဘူးအဲ့တော့ဒီလိုမျိုးကိုကသပင်အကောက်နဲ့နေတယ်ဆိုလို့ရှိရင်လည်းသပင်အကောက်ကိုမှားလို့ရတယ်ဒီလို extension ဆက်ထားတဲ့သပင်ကမြောက်ပြီးတော့စီးလို့လည်းရတယ်ကျစ်ဆံမီကိုတစ်ဖက်ပဲကျစ်ကျစ်နှစ်ဖက်ခွဲပြီးတော့ပဲကျစ်ကျစ်ကျစ်ဆံမီလည်းကျစ်လို့ရတယ်မကြိုက် ဟဲ့ဟလာကျဟိုနေ့ကမဖြူသိသိရသွားယူလာရဲ့ဆိုပြန်ဆက်လိုက်မတိတာအောင်နော်မတိတာအောင်မတိတာလုံးဝလည်းမတိတာအောင်ထူရည်လည်းဖြစ်သွားပြီမိုက်တယ်မိုက်တယ်နော်ဆောင်းအဆဲလို့ရပါပြီ။အော်ရရ။ခုနေ့ကတော့ဒီတက်ပြတာရီးပတ်စာကြီးအိမ်မှာတက်တာပေါ့နော်။အဲ့တော့ဒီနေ့ကတော့မဖြူသိန်းစီမှာတကယ်သေချာတက်ပြီးတော့မှဆက်တင်ဝင်ပြပါမယ်။အဲ့တော့ဒါကရီးရဲ့ normal normal hair ပေါ့နော်။ normal သဖြင့်ပေါ့။အဲ့တော့ extension တက်လိုက်ရင်ဘယ်လို

အရန်ပေါ်ပါတယ်ကိုယ်စပင်အစ်စ်လိုပဲဟိုလို extension ဆက်တယ်လို့မျိုးလဲကိုယ်ခေါင်းပေါ်မှာတောက်လျှောက်လဲထိန်းသိမ်းထားကြရမလို့အခုကြီးအပြင်သွားမယ်ပြန်လာလို့ရှိရင်ဒီကလေးလေးတွေကိုဖြုတ်ပြီးတော့တင်းထားလိုက်တော့မယ်အဲ့တော့ဒီနီးလေးကတော့ဒါပေါ့ပေါ့ပါပါနေတဲ့ညလူတွေအတွက်ဆိုတော့တော်တော်ကြိုက်ပါနော်ရမ်းစင်ပြည့်တယ်ကဲအစ်စ်တိုင်းပဲလေးမှာဆက်ရလဲမရှိဘူးအုံထူသွားအောင်လို့လက်တာပါနော်အဓိကရှေ့ဖို့အတွက်ပေါ့ဘောလုံးတက်သွားတော့ဒါလေးမှာခြင်းလဲဆိုလို့ရှိရင်တော့ဒီ comment မှာ link လေးပေးထားပြီးမှမဖြူတင်လက်ရအောင်မှာပါကိုလိုချင်တဲ့အတူအရှိအယောင်အထူပအကုန်လုံးစိတ်ကြိုက်ပြောပြီးတော့ဒါမှလို့ရပါတယ်